တော်လဲဆန္ဒနဲ့အမှတ်ရက်ပါမလာရရှိတာဖြစ်တယ်မဲဆင်းကိုကနဦးတိလိုက်ရတဲ့အချိန်မှာပဲပြည်သူလူထုရဲ့အပြုံးတွေနဲ့အတူ အမေနိုင်ပြီဆိုတဲ့အသံတွေဟာရန်ကုန်နဲ့မန္တလေးရုံးချုပ်ရှိပြီး Facebook လူမှုကွန်ရက်စာမျက်နှာမှာပါပြန့်လွင့်ခဲ့ရပါတယ်။ အန်အလီဘောလူလူရဲ့ထောက်ခံအားပေးမှုကြောင့်စစ်အာဏာရှင်တွေရဲ့လက်အောက်ကရုံးထွက်ဖို့ကြိုးစားနေတဲ့မြန်မာပြည်ဟာဒီတစ်ကြိမ်အမှန်တကယ်လွတ်မြောက်နိုင်ပြီလား ညာတက်တွေနိုင်ငံရဲ့ချားမှာအလုံးလုံးနေရတာဟာနိုင်ငံရဲ့မဟာဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပါတယ်စင်ကာပူကနေမဲမပေးခင်တရက်လိုမွေးရမြေကို အရောက်ပြန်လာပြီးမဲပေးခဲ့တဲ့ကိုမျိုးဆက်ဦးကတော့ ချိုတင်မဲကိုမယုံလို့ပါတဲ့အစိုးရကောင်တီးရဲ့ round ဘို့တော့ကြောင်လဲကောင်းကောင်းဟိုသွားဖို့အတွက်ကလည်းနည်းနည်းတော့အချိန်ရောက်ပါအဖွဲ့အစည်းအနေနဲ့ရောပုံကူအနေနဲ့ရောအကုန်လုံးယုံတယ်အန်ဒီရဲ့မူဝါဒတွေကိုလည်းသဘောကျတယ်ကောင်းမွန်တဲ့အစိုးရတီးရဲ့ဖြစ်မယ်လို့ယုံကြည်ထားပါတယ်တော်လဲစိတ်လဲလှုပ်ရှားမိပါတယ်မိသားစုရဲ့ယုံကြည်ရှိကိုအရောက်လာပြီးအောင်ဝဲခံခဲ့တဲ့ကိုဝန်က NLD သားအစိုးရဖြစ်ရင်စီးပွားရေးတိုးတက်ပြောင်းလဲမယ်လို့ယုံကြည်နေပါတယ် နောက်မူတစ်မျိုးနဲ့တက်လာတဲ့အစိုးရတစ်ကြောင်တိုင်းပြည်ပါ ပြောင်းလဲနိုင်မယ်လို့ပြောပါတယ်။အားလုံးကဒီမှာအကုန်လုံးစုစုရောရှိမယ်ဆိုတော့ကဲဒီမှာလာကြည့်ကြမယ်လို့။နောက်ဒီ mail list ဘယ်လောက်တက်လဲဆိုတာလည်းသိရတာပေါ့နော်။နိုင်ရတော့ကြာပါပြီ။ဟိုပြီးခဲ့တဲ့ရွေးကောက်ပွဲတွေရပါပဲ။ဒါပေမဲ့အခုနိုင်တော့ကိုယ်ဝန်းတာလာပါတော့။နောက်အစိုးရတက်တက်လာတဲ့ဒီမှာနောက်မူတစ်မျိုးနဲ့ပြောင်းလဲသွားမယ်လို့ပြောတယ်။ စ်ခံတဲ့သူ9000လောက်ဟာရန်ကုန် NLD ရုံးချုပ်ရှိမှာပြည့်ကျက်နေပါတယ်။ည8နာရီဝန်းကျင်လောက်မှာတော့လူလူကောင်းဆောင်ဒေါင်ဆန်းစုကြည်ဟာပြည်သူလူထုကိုအိမ်ပြန်ပြီးမဲရလတွေကိုအိမ်ကနေပဲစောင့်ကြည့်ကြဖို့တင်ညာချက်ထုတ်တိုက်တွန်းခဲ့ပါတယ်။လူလူရဲ့ထောက်ခံမှုကြောင့်အခုလိုရလက်ထွက်ပေါ်လာတာကိုကျေးဇူးတင်တယ်လို့ NLD ရဲ့ဗဟိုအလုံမှုဆောင်အဖွဲ့ဝင်ဦးညံဝင်းကပြောပါတယ် NLD ပါတီဟာ 65ရာခိုင်နှုန်းအထက်အနိုင်ရမယ်လို့သူမျှော်လင့်တဲ့အကြောင်းပြောပါရယ်95 above percentage နဲ့ဒီလူတွေရဲ့အပြင်းအထန်ကြောင့်ဒီလိုဖြေရတယ်ဆိုတော့အားလုံးကောင်းကောင်းနားလည်ရတယ်ဒါကြောင့်ဒီလူလူကိုကြီးစုတင်တယ်လို့ပြောတယ်